ခုတင်ဆက်ပေးမှာကတော့မပြီးဆုံးနိုင်သေးတဲ့ဝိုင်းစုနဲ့အွန်လိုင်းရဲ့ကွာရှင်းမှုဆက်ရှုပ်ပါမြန်မာပြည်ရဲ့နာမည်ကြီးဆိုတော့တဦးဖြစ်တယ်လို့ထရသမယာအယ်ဘန်နိုင်အောင်မြင်တဲ့ဆိုတော့ကတော့ပရိသတ်ချက်တော်ဒေသန်ရှင်ဝိုင်းစုခိုင်တိမ့်မဲဖြစ်ပါတယ်။ဝိုင်းစုခိုင်တိမ့်ကဆိုတော့တယောက်ပြည့်အောင်တော်မကပဲကြောင်ညာနဲ့ရုပ်ရှင်သေုပ်ဆောင်တဦးလည်းဖြစ်ပါတယ်။သူမရဲ့တချင်းတွေကလည်းနေ့စဉ်နေ့တိုင်းပရိသတ်တွေကြောင်းမှာနာမည်ကြီးလျက်ရှိပြီးမသိသူ မရှိအောင်ရှားပါတယ်။သူမကတချင်းတွေတာမကပဲရုပ်ရှင်စကားကြီးများစွာမှလည်းပါဝင်သေုပ်ဆောင်ခဲ့ပါတယ်။ 2003ခုနှစ်မှာအနုပညာလောကရဲ့စတင်ဝင်ရောက်လာခဲ့တဲ့သူမက2003ခုနှစ်မှာအနုပညာလောကရဲ့စတင်ဝင်ရောက်လာခဲ့တဲ့သူမက2004ခုနှစ်မှာတော့မတ်လောက်ဆရာအမည်နဲ့ TL ဘန်သူမရဲ့ပထမဆုံး TL ဘန်ကိုထုတ်ဝေခဲ့ပါတယ်။၎င်း TL series နဲ့နာမည်ကြီးလာတဲ့ဝိုင်းစုခိုင်တဲ့ကနှစ်တိုင်းလို TL ဘန်တွေကိုထုတ်ဝေခဲ့ပြီးသူမရဲ့ထုတ်ဝေခဲ့တဲ့ TL ဘန်များမှာပါတဲ့တချင်တိုင်းကလည်းနာမည်ကြီးအောင်မြင်ခဲ့ပါတယ်။သူမကအနုပညာလောကမှာအောင်မြင်သလောက်အခြေအမှတော့ကန့်ခဲ့ပါတယ်။ ူမကမြန်မာနိုင်ငံရဲ့အထိတ်တန်းမင်းသားဖြစ်တဲ့ဟင်းဝီယန်နဲ့တွဲခဲ့ပြီးမိဘချင်းသဘောမတူမှုတွေကြောင့်ပြတ်ဆဲခဲ့ရပါတယ်။ဟေဝီယန်နဲ့ပြတ်ဆက်ပြီးတင်နေငယ်ကြမှာတော့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဦးအောက်ကမြင့်ကျူနဲ့2014ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့လက်ထပ်ပွဲကကြီးကျယ်ခမ်းနားပြီးမင်းကလေးတိုင်းအားကြရလောက်အောင်ခမ်းနားစွာလက်ထပ်ခဲ့ပါတယ်။မြဲမယ်လို့ထင်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့အိမ်ဆောင်ရေးကလည်းမမြဲခဲ့ပါဘူး။2016မှာတော့2016ခုနှစ်စက်တင်ဘာလ30မှာတော့တရားဝင်ကွာရှင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမကငယ်ချစ်ဦးဖြစ်တဲ့ အစိုးရအောင်လနဲ့တွဲခဲ့ပါတယ်။သူတို့နှုတ်ကနှစ်ထောင်တက်ဆဲကထွက်ရှိခဲ့တဲ့အစိုးရအောင်လရဲ့ပြောတဲ့ချင်းကနေပြီးတော့အချင်းချင်းသဘောကျခဲ့တာဖြစ်ပြီးအချင်းတွေမျိုးမျိုးကြောင့်သာ क्वे ခဲ့ရပြီးနောက်မှာဖူးစာပါလို့ပြန်တွေ့ခဲ့ရတာလို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့နှုတ်ကလက်ထက်လက်မှတ်ကရေးထုတ်ခဲ့ပြီးတော့မင်္ဂလာပွဲတော့အစဉ်အသင့်မဖြစ်သေးလို့မလုပ်သေးဘူးလို့ပြောပါတယ်။သူတို့နှစ်ယောက်ရဲ့အခြေအေကိုတော့ဘေးကလူကြီးရင်တော့အားကြခဲ့ရတဲ့အခြေအေတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းမကြသေးခင်ကပဲသူတို့အတွက်ကတော့လူသိမခံနိုင်တဲ့အကြောင်းတွေကိုပရိသတ်တွေထံချပြခဲ့ပါတယ်။ အောင်လအထဲကိုမရောက်ခင်ကလေးကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကပြတ်ဆဲသွားပြီဖြစ်ပြီးတော့ဝိုင်းစုကိုင်တင်းကတခြားတယောက်နဲ့ဆက်လက်တွဲခဲ့ပါတယ်။ဒါပေမဲ့အောင်လပြန်ထွက်လာတဲ့အချိန်မှာတော့ဝိုင်းစုကိုင်တင်းကသူ့ကိုဖောက်ပြန်နေသူလို့ပြောခဲ့ကြတဲ့အပေါ်ပြန်လဲဖြစ်ရှင်းခဲ့ပါတယ်။တကယ်ကသူဖောက်ပြန်လို့ဖြစ်ရတာပါအပြင်မှာတခြားမိန်းမတွေနဲ့ထားတယ်တိမခန့်နိုင်တဲ့အဆုံးကွာရှင်းခဲ့တာပါ။အစိုးရအောင်လနဲ့ကွာရှင်းပြတ်ဆဲမှုပြည်စည်းကြောင်းတရားရုံးအတည်ပြုကြော်ညာချက်ကိုအစိုးရဝိုင်းစုကိုင်တင်းက2024ခုနှစ်နိုဝင်ဘာလဒုတိယပတ်ကနိုင်ငံပိုင်သတင်းစာကနေတက်ဆင့်ထည့်သွင်းကြေညာခဲ့ပါတယ်။ 2023ခုနှစ်ဖေဖော်ဝါရီလပိုင်းနဲ့မှာရှေ့စဉ်ကလေးကအနှုတ်ကတိအစာကတိနဲ့ကွဲကွာပြီးသားဖြစ်ပေမဲ့အခုတော့တရားဝင်ဖြစ်သွားပါပြီလို့ဝိုင်းစုခိုင်တင်းရဲ့မိခင်ကသူ့ရဲ့ Facebook လူမှုကွန်ရက်အကောင့်ကတရားဝင်အသိပေးလာခဲ့ပါတယ်။ဝိုင်းစုခိုင်တင်းကသူ့ရဲ့ခင်မောင်ဟောင်းဖြစ်သူဇွဲရင်အောင်လှခအောင်လာကိုတကုံမျိုးတင်မြောက်ပိုင်းတရားရုံးမှာအတရားမမှုကြီးဖို့အမှတ်130မြင်းဆောင်2023မှာလင်မယားကွာရှင်းပေးစေလို့မှုနဲ့ဆွဲဆိုခဲ့ခြင်းမျိုးဖြစ်ပါတယ်။ သူမရင်ဖွင့်ချက်ရအိန်အောင်ရှင်မျိုးသားဖြစ်သူအစရောအောင်လာနဲ့အိန်အောင်ရဲ့အစစ်မပြေမှုများရှိခဲ့ုံမှာကအိန်အောင်ရဲ့ဖောက်ပြန်မှုတွေအိမ်တွင်းစံဖတ်မှုမြောက်စီရဲ့ရိုင်းနှံနှိမ့်ဆက်အကျူးလွန်ခံရမှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရကြောင်းကာယကံရှင်ဖြစ်သူဝိုင်းစုခိုင်နှင့်ကိုရိုင်းကမီဒီယာရေးတန်ထုတ်ပေါ်ပြောပြထားချက်ရသိရပါတယ်ဒါပေမဲ့ဝိုင်းစုခိုင်နှင့်ကတခြားသောပြစ်မှုများနဲ့တရားစွဲဆိုခြင်းမျိုးလုပ်ဆောင်ခြင်းမရှိဘဲနှစ်ဦးသားကြားစိတ်တော်ရခြင်းမတိုက်ဆိုင်မှုများကြောင့်လင်မယားကွာရှင်းပေးစီလိုမှုတစ်ခုတည်းနဲ့သာတရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်လို့လည်းသိရပါတယ် အစရောအွန်လိုင်းနဲ့ဝိုင်းစုခိုင်တဲ့တို့က2018ခုနှစ်မတ်လမှာမြန်မာဒလိထုံးတမ်းဥပဒေအရတရားဝင်လက်ထပ်ထိမ်းမြှားခဲ့ခြင်းဖြစ်ပြီးလက်ထပ်ပြီး9နှစ်အကြာ2023ခုနှစ်မှာအင်တော်ကြီးပြဿနာတွေထွက်ပေါ်လာခဲ့ခြင်းပဲဖြစ်ပါတယ်။အောင်လာခအစွေးရန်အောင်လာက2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနောက်ပိုင်းတည်ဆဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးအစိုးရပေါ်စော့ကားပုံကတ်မှုအကြမ်းဖက်အားပေးမှုနဲ့2022ခုနှစ်ဧပြီလ4ရက်နေ့မှာရာဇသက်သည့်ပုံမှန်905ကကြီးခအရာပြစ်မှုထင်ရှားခဲ့ရာ ်လင်းစိန်ဘို့အကျဉ်းထောင်မှာပြစ်ဒဏ်ကြခံစီရင်ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ၎င်းအကျဉ်းကြခံရစဉ်ဇနီးဖြစ်သူဝိုင်းစုခိုင်တဲ့ဘက်ကတွားရောက်တွေ့ဆုံခြင်းကုညီပံ့ပိုးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်၎င်းတို့နှစ်ဦးသားအိမ်တော်ရေးပြဿနာကနိုင်ငံရေးဖြစ်စဉ်များနဲ့သက်ဆိုင်မှုမရှိပေမဲ့အိမ်တော်ရေးအဆင်မပြေမှုတွေကြောင့်ဖြစ်တယ်လို့လည်းအမှုပညာမောင်နှမတချို့ကဆိုပါတယ်အဆိုတော်အောင်လာက2024ခုနှစ်ဇန်နဝါရီလ၄ရက်နေ့လွတ်လပ်ရေးနေ့မှာလူငယ်ချမ်းသာကွင်းအမိန့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ် အစရောအောင်လာရဲ့အိမ်တော်ရေးဖောက်ပြန်မှုလူမှုရေးအရှုပ်အထွေးများစွာထွက်ပေါ်ခဲ့သလိုအစရောဝိုင်းစုခိုင်တဲ့အရှုပ်အထွေးဇာလန်းများစွာလည်းထွက်ပေါ်ခဲ့တာပါအမှုပညာရှင်တွေရဲ့လူမှုရေးရာကိစ္စတွေမှာမကောင်းတဲ့နေဘလောက်ပဲထွက်ပေါ်လာပါစေသူတို့ရဲ့ပြိသက်တွေကတော့မျက်စိစုံမဲ့ယုံကအားပေးနေကြအစပဲဖြစ်ပါတယ်ပြိသက်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့လှကျင်လို့ခွဲစိတ်ခဲ့တာမဟုတ်ပဲကိုရီးယားစံနေရုပ်ရည်ကိုမကြိုက်လို့ခွဲစိတ်လိုက်တာပါဆိုတဲ့တရုတ်ဆောင်နေလင်းချိန်မှာနေလင်းချိန်ကတော့အမှုပညာလောကထဲမှာအောင်မြင်မှုရဖို့အချိန်တော်ကြောင်ကြိုးစားခဲ့ရပါတယ် တရုတ်ဆောင်နေပင်မှာအချိန်တော်ကြောင်ကျင်လည်ခဲ့ပြီးမြက်ကန့်အကြောင်းတရားမရှိလို့မအောင်မြင်ခဲ့သလိုအရမ်းမချော်တဲ့သူ့ရဲ့ရုပ်ရည်ကြောင့်လည်းအောင်မြင်မှုအခက်တွေ့နေခဲ့ပါတယ်။တရုတ်ဆောင်ကောင်းသလိုမိမိုက်တဲ့အမင်းသားတွေဆိုရင်အောင်မြင်မှုလွယ်ကူနေချိန်မှာနေလင်းချိန်ကတော့မိမိုက်ပြီးပြိတက်အကြိုက်တွေ့စေမဲ့ရုပ်ရည်မျိုးမရှိတာကြောင့်အောင်မြင်မှုအခက်ခဲနေရပဲဖြစ်ပါတယ်။အချိန်တော်ကြောင်အောင်မြင်မှုကြိုးစားခဲ့ရတဲ့တရုတ်ဆောင်နေလင်းချိန်ကတော့ကန့်ကောင်းလာချိန်မှာကျင်းပေါ်ဇလန်းတွေကကိုကိုငယ်ဆိုတဲ့ဇယုံနဲ့နာမည်ရလာခဲ့ပြီးပဲဖြစ်ပါတယ်။ကိုကိုငယ်ကာရက်တာနဲ့ပြိတက်လက်ခံတဲ့တရုတ်ဆောင်တယောက်ဖြစ်လာချိန်မှာ အောင်မြင်မှုရရှိတည်တဲ့အောင်အမိုက်စားပဲတရားပုံစံပအောင်ခွဲစိတ်ပြုပြင်နေကြတာအလုံးအမြင်ပါပဲ။နေလင်းရှင်ကတော့အမှုပညာလောကတွေကိုစောင့်ဝင်ခြင်းကပါဖောင်းပေါင်းနဲ့တာမန်ရုပ်ရည်ကိုပိုင်ဆိုင်ထားအောင်မို့အခုချိန်မှာပြည်သက်အကြိုက်ဘောလီဝုဒ်ပုံစံပအောင်ပြုပြင်နေပါဗျ။ပြည်သက်မြင်မှာတော့နေလင်းရှင်ကသူ့ရဲ့ရုပ်ရည်ကိုမကြိုက်လို့ရုပ်ဆိုးလို့ပြုပြင်တာလို့ထင်ခဲ့ပေမဲ့သူ့ရဲ့အတွေ့ကတော့အဲ့လိုမဟုတ်ဘူး။ပရိသတ်အမြင်မှာဒါပါပေါမောင်းလဲကြည့်မကောင်းဖြစ်နေပေမဲ့နေလင်းရှင်ရဲ့အမြင်မှာတော့သူကတော်တော်ချောနေရပါ။ ူ့ရဲ့စိတ်ထဲမှာတော့သူ့ရဲ့ရုပ်ရည်ကကိုရီးယားစံတလုံးနဲ့တရုတ်မင်းသားပုံပေါက်နေရဲဆိုပြီးထင်နေတာပါနေလင်းရှင်ကတော့နုဖတ်နေတဲ့ကောင်လေးပုံစံမကြိုက်တာမို့မိမိုက်နေတဲ့ကောင်လေးဖြစ်အောင်ပြုပြင်မှုတွေလုပ်ကင်နေခဲ့ပါတယ်ကိုကိုငယ်ကတော့သူ့ရဲ့ကိုရီးယားစံနဲ့မျက်နှာမှာသူ့မကြိုက်ဆုံးကတော့ပါးနှစ်ဖက်ပါပဲချစ်စရာကောင်းပြီးပြေဖောင်းတဲ့ပါးနှစ်ဖက်ကိုမကြိုက်လို့မေးရိုးပေါ်အောင်ပါးနှစ်ဖက်ကအစီတွေကိုစတင်ထုတ်လိုက်တာပဲဖြစ်ပါတယ်အရင်ကနည်းနည်းစားလိုက်တာနဲ့ဖောင်းလာတဲ့ပါးနှစ်ဖက်ကြောင့်ကြီးရဆိုးတယ်ဆိုပြီးခန်းစားနေရတာမို့အခုဆိုရင ။ဘာနှစ်ဖက်ကအစီတွေကိုလုံးဝဖဲထုတ်လိုက်တာပါ။ကိုကိုငယ်ရဲ့ပြုပြင်မှုကတော့အဲ့ဒါတွေမကသေးပါဘူး။ကိုကိုငယ်ကတော့တက်ဖြည်းဖြည်းနဲ့ပြောင်းလာတဲ့နှစ်ဖူးကိုလည်းဇပင်တွေထပ်ဆိုင်ခဲ့ပါသေးတယ်။သူကမျက်နှာရှိတဲ့အထဲမှာပါလာမို့နှစ်ဖူးပြောင်းရင်ကြည့်မကောင်းတာမို့ဇပင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မင်းသားလုပ်ပြီးတော့နှစ်ဖူးပြောင်းနေရင်ဝင်ကြည့်နှစ်ဖူးပြောင်းနေရင်ကြည့်လို့မကောင်းတာမို့သပင် အပင်တထောင်ဆိုက်ခဲ့တာလည်းဖြစ်ပါတယ်။ကိုကိုငယ်ကတော့နာမည်ရလာတဲ့တယောက်ဆောင်တယောက်မို့စပွန်ဆာပေးရလို့ရှိတော့တိန်း40ဝန်းသပင်ဆိုက်လိုက်တာပါ။ ကိုကိုငယ်ကတော့အခုချိန်မှာသူ့ရဲ့လိုအပ်ချက်တွေကိုပြုပြင်ရင်းအမိုင်းစားမင်းသားတယောက်ဖြစ်အောင်ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ပရိသတ်အမြင်မှာတယောက်ဆောင်ကောင်းတဲ့မင်းသားတက်လက်ဖြစ်အောင်ခန့်ကျော်ကြီးဆိုတဲ့ဂုံပုတ်ကိုရကျင်တာကြောင့်ပြုပြင်မှုတွေလုပ်ခဲ့ပြီးမယ်။လက်လွန်စက်သွန်ဖြစ်လို့စိတ်ညစ်နေရပါပြီ။ပါနှစ်ဖက်အစီထုတ်တာနဲ့သပင်ဆိုင်တာကပြဿနာမဟုတ်ပေမဲ့ပြဿနာကတော့မေးစီပါ။ကိုကိုငယ်ကတော့သူ့ရဲ့ငကိုရှိရင်ဆွဲမင်းနှခွကိုပို့ထင်ပြီးဆွဲဆောင်မှုရှိအောင်ပြုပြင်ခဲ့ပါတယ်။မင်းနှခွရှိရင်စော့ကြည့်ရဲဆိုပြီးကြားဘူးတဲ့ကိုကိုငယ်ကတော့မင်းနှခွဖြစ်တာ လူပိုသိအောင်ဆေးထိုးခဲ့တာပါသူကထင်သာမြင်သာရှိအောင်ဆေးထိုးလိုက်ပေမဲ့သူ့ရဲ့မေးကမျက်နှာနဲ့ရန်ဖြစ်ထားတယ်လို့ဖြစ်နေခဲ့တာပါမိမိုက်ချင်လို့ပြုတ်ပြင်လိုက်ခါမှမေးစီကချုံပြီးအောက်ကရှော့ဆင်းနေတယ်လို့ဖြစ်တာမို့သူ့အနေနဲ့စိတ်ညစ်နေရပါပြီပိုပြီးလှချင်လို့ကောင်းမလားဆိုတဲ့စိတ်နဲ့ပြုတ်ပြင်လိုက်ပြီးမဲ့ဆိုးရွားပြီးလက်လွန်ကျက်သွန်ဖြစ်သွားတဲ့ရုပ်ရည်ကြောင့်စိတ်ညစ်နေရပြီပဲဖြစ်ပါတယ်နေလင်းရှင်ရဲ့အဖြစ်ကတော့လူကြီးရေပြောပြသလိုပြင်လွန်ရင်ဖင်ချွန်းနေဆိုသလိုဖြစ်နေပါပြီနော်။ Cherry Bread တက်ကြီးအတွက်မျှဝေပေးလိုက်ပါရရှင်။ မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ငလင်ဘေးတန်တင်ဒေတာတွေပြန်လဲထူထောင်ရေးရမုံမေအတွက်ရုပ်ရှင်သပင်ဂီတပရိသာကဝဲမနက်ဖန်ကျင်းပါမယ်ဆိုတဲ့တရင်လေးပါမန္တလေးငလင်ကြီးရေကကြီးမားတဲ့ဘေးတန်တင်နဲ့ဒေတာတွေပြန်လဲထူထောင်ရေးရမုံမေအတွက်ရုပ်ရှင်သပင်ဂီတပရိသာပွဲကြီးကိုမီလာ10နှစ်ကမီလာ10နှစ်ကနေပြီးတော့ဆန်ရနေ့အထိရန်ညနေ6နာရီတိုင်းမှာရန်ကုန်မြို့မှာကျောင်းလမ်းမှာရှိနေတဲ့အမျိုးသားကားစေယုံကြီးမှာကျင်းပါမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အနေနဲ့အငလင်ဘေးသင့်ဖြစ်သူတွေပြန်လဲထူထောင်ရေးအတွက်ဥညွန်ဝင်ရဲ့အချော့တော်တခြင်းကိုပြဆက်ပြန်ကားကြမှာပါပြည်သူတွေကိုချော့ပြီးမဲ့အချော့တော်တွေပါတန်ကြီးလက်ညီနဲ့ဖျော်ဖြေကြမှာပါနမနမရရည်မဟုတ်ပဲငွေရပြီးလှူနိုင်ဖို့ကိုပဲတွေးပြီးတော့အကူအညီပါဝင်အားဖြင့်လှုံ့ဆော်ကြမှာပါလို့တုံဆောင်တင်မဆမ်းမြင်ဝင်ကပြောပါတယ်အဆိုပါ၃ရက်ဓာဖျော်ဖြေပွဲမှာတော့ဇလန်သစ္စာမြတ်တာနဲ့ရှင်မန်းသပင်တေးချိုတေးဆက်နဲ့ဥအောင်ကိုဒါရိုက်တာတင်မဆမ်းမြင်ဝင်က ပြည်သူအချော့တော်ဒေသယုတ်ဖော်ဆက်အနေနဲ့နက္ခတ်ဆိုင်းစီတွန်ခန့်နေထွန်းနော်ဖော်ဧထာမိပကြီးမေလာတန်စင်ဧတနာဘူအကယ်ဒမီအောင်ခိုင်အကယ်ဒမီဘဝအောင်ဖူးချစ်အောင်ကိုဟင်းထမြင့်အောင်မြတ်တာမြင့်မြတ်ဟိဘူးတီကိုလူကျော်အဖွဲ့မမများအဖွဲ့ပါဝင်ဖြောပြီးတင်ဆက်ကြမှာပါဆက်လန်ဆက်ညွန်တပ်ဦးမောင်တွဲဖက်ဒါရိုက်တာနီသူရင်ဒါရိုက်တာစိုးမွန်မင်းတို့ကငါတို့အားလုံးအတူတူဆိုတဲ့ခေါင်းစဉ်နဲ့ကောင်းမြတ်ဆန်ရှင်မွေလမင်းဖုံးမြတ်ရှင်ရဲတို့ဒီပါကျော် ပန်းဒီမောင်ကင်းပီယာအော်ရိမတ်ကတန်းစော်ထွန်းအကယ်ဒမီချူလီချူစဟန်ဆောင်းယွန်းဆန်အေဂရီဆူဆန်ချိုမရီတွင်အရှရဘေဘီပြပြဖုံးမြတ်တာတာမေတ္တရဝန္ဒရာနန်းထိုက်တော်ရလိုင်းထွန်းကြွကြော့အော့အော့မိုးကိုခန်းတို့ကဖြောပြတင်ဆက်မှာဖြစ်ပါတယ်တေးလင်ကကြော်စွာမြို့မငိန်ထွင်တင်မြင့်မိုးအောင်ရဲလေးနဲ့ဒါရိုက်တာမောင်မျိုးမင်းရင်းနှင်းဖြစ်ကမနက်ဖန်များလှပါစေဆိုတဲ့ခေါင်းစဉ်နဲ့နေတိုကြော်ကြော်ဘိုးထွန်းထွန်းရဲလေးဒန်စား Life and Dance Kindly Secret Piece 3 at Academy ကတင်နန်းသူတွေပါဝင်သေးဆောင်တင်ဆက်ကြမှာဖြစ်ပါတယ်။ဆက်လန်ဆက်ညွန်းတဲ့ဒါရိုက်တာတန်းထိုင်ရွှေရဲကအချက်ဆုံးအပေါင်းဆိုင်ဟာတတခန့်ရဲ့ပြဆက်ကိုတော့ကျော်ထက်အောင်ကျော်ထက်စွာမင်းတော်ဝင်ကိုကိုဦးတိဟအောင်မင်းပိုင်ခင်စားကြည့်ကျော်အေဝီတောင်မမဆောင်းနဲ့ရှားတို့ကပါဝင်တင်ဆက်ကြမှာဖြစ်ပါတယ်။တွဲဘက်ဒါရိုက်တာ G ဆက်လန်ဆက်ညွန်းတဲ့ဒါရိုက်တာညွန်မင်းလင်ကဖုတ်သွင်းရထားမရေရနေတဲ့ဥဆောင်တွေကိုယ်တိုင် ဂလိစင်ထိုမင်ဟာသပြဆက်တော်ကြီးကိုရန်အောင်တာကြီးမန်ဟင်းစီသူမောင်များရာစင်တရားကြောကြောနန္တာပိုင်တစ်စစ်မင်းအောင်ပြည့်ရှံဘေးဒါဖြူဖြူရွှေမုံငွေမိုးတို့ပါဝင်ကြမှာဖြစ်ပါတယ်ငလင်းကြီးရဲ့ဘေးဒန်တင်ဒေတာတွေပြန်လဲထူထောင်ရင်းရမုံငွေရုပ်ရှင်ဂီတသမင်းပရိသားကဝဲကြီး၃ရက်ကပြဖျော်ပြလို့ရရှိလာတဲ့ရမုံငွေတွေကိုအကျိုးမြတ်တစ်ခုမှမယူဘဲပြန်လဲလူရန်သွားမှလည်းဖြစ်ပါတယ်။အဆိုပါပရိသားပါကဝဲကြီးမှာတော့ကျွတင်လက်မှတ်တွေကို hotline ၃ညကို ရှစ်ရှစ်3ည6နဲ့3ည6ရှစ်ရှစ်3ည6နဲ့3တို့ကနေ VIP ကျက်9000ကျက်3000နဲ့ဇက်ရုံအောက်ထပ်ခုံ632ခုံနဲ့ဇက်ရုံအပေါ်ဓာတ်ခုံ482ခုံကိုရောင်းချပေးမှာဖြစ်ပြီးပအဝင်လူတန်းနိုင်တယ်လို့လည်းသိရပါဗျ။ပရိသတ်ကြီးတို့ညဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နိုင်ဖို့ကျမတို့ရဲ့ဆယ်လီမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။ အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။